ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Khamzat Chimaev နဲ့ပွဲထိုးသက်ခြင်းနဲ့ဆိုပြီးကြွေးကြော်လာတဲ့ Netherlands Fighter Ryan Deverda ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် One Championship ရဲ့နှစ်ကွန်းချန်ပီယံဟောင်းဒီလက်ရှိ UFC Middleweight တန်းမှာကစားနေတဲ့ Ryan Deverda ဟာ UFC ကိုပြောင်းရွှေ့ပြီးချိန်မှာလည်းနိုင်ပွဲတွေရရှိနေပါတယ် UFC မှာနှစ်ပွဲသာထိုးသက်ထားရပေမဲ့ Middleweight ranking စီးရင်နံပါတ်73အထိကိုရောက်ရှိလာခဲ့ပါပြီ။ ။မထားခင်မှာလေသူကရှုံးမွေးမရှိ fighter bonike နဲ့ရင်ဆိုင်ထိုးသက်သွားရတော့မှာပါ။ Rainier Divider လက်ရှိသူနဲ့ထိုးသက်ရမယ့်ရှုံးမွေးမရှိ fighter bonike ထက်နောက်ထပ်ရှုံးမွေးမရှိ fighter တူနဲ့ရင်ဆိုင်ထိုးသက်ခြင်းနေပါလေ။သူထိုးသက်ခြင်းနေတဲ့နာမည်ကျော် fighter ကတော့ရှုံးမွေးမရှိ fighter Khamza Shimaev ဖြစ်ပါလေ။ခမ်းဇာရှမိုင်းရဲ့ fighter ဘောမှာဆလေးဝဲထုတ်သက်ထားပြီးဆလေးဝဲလုံးကိုနောင်မွေးယူပြထားတာဖြစ်ပါနေ။ခမ်းဇာအစကဝဲတဝိတ်တန်းမှာထုတ်သက်တဲ့ fighter ဖြစ်ပြီးအခုတော့ middleweight တန်းမှာပြောင်းလဲထုတ်သက်နေတာဖြစ်ပါနေ။ မီဒယ်ဝိတ်တန်းမှာလည်းနာမည်ကျော်ဖိုင်တာကြီးဖြစ်တဲ့ဝဲဒဝိတ်တန်းချန်ပီယံဟောင်းကာမာရီအိုစမန်မီဒယ်ဝိတ်တန်းချန်ပီယံဟောင်းရောဘတ်ဝုဒ်ဒီကာရိုကိုအနိုင်ပြထားသူပါသူကရိုင်းနီယာဒူဝီတာနဲ့လုံးဝထိုးသက်ဖို့တော့စိတ်ကူးရှိမှာမဟုတ်ပါဘူးခမ်းစရှိမရဖာလက်ရှိထိမှာချန်ပီယံခွဲလူပွဲသာထိုးချင်နေတာတွေ့ရပါတယ်။ဒါမဲ့နေရာတိုင်းမှာလေးကျက်တဲ့ရိုင်းနီယာဒူဝီတာကတော့ခမ်းစက်ကိုသူ့အနေနဲ့ချုံပြနိုင်တယ်လို့အခုလိုမျိုးကြွေးကြော်သွားပါတယ်။ဘာကြောင့်ခမ်းစက်ရှိမရဖ်နဲ့မဖြစ်နိုင်ရမှာလဲ။လို့ပါခမ်းစက်ရှိမရဖ်နဲ့ပွဲတည်လိုက်ပါ။ ီပွဲကတကယ်ကိုမိုက်ဒီပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ grappling မှာလည်းဘသူကဆရာကြီးလည်းသိရတာပေါ့ကျွန်တော်နဲ့သူနဲ့ပွဲပြင်တကယ်ကိုကျန်းတဲ့ပွဲကျန်းတစ်ပွဲဖြစ်လာမှာပါပွဲဖြစ်လာရင်တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းမှာပါကျွန်တော်သူ့ကိုချုပ်ပြနိုင်ပါတယ်အစဉ်ပြေကျွန်တော်ကိုခေါ်လိုက်ပါဆိုပြီး Rainier Derrida ကစင်ခေါ်စကားဆိုသွားခဲ့တာဖြစ်ပါတယ် Rainier Derrida ကတော့ Khamzat လို့ fighter ကိုလည်းမမှုဘူးဆိုတဲ့သဘောပါပဲ Rainier Derrida နဲ့ Khamzat ကတကယ်ပွဲဖြစ်လာရင် Rainier Derrida မချောင်ပါဘူး Khamzat က Rainier Derrida အရင်က ထိုးတက်ခဲ့တဲ့ fighter တွေလိုမျိုးမဟုတ်ပါဘူးသူအနေနဲ့ခမ်းဇက်ကိုလှဲကျင်တိုင်းလှဲလှုပ်ချင်တယ်လို့လှုပ်လို့လည်းမရပါဘူးခမ်းဇက်ကသာ Rainier Davida ကိုလှုပ်ချင်တယ်လို့ဆွဲလှုပ်ပြသွားမှာပါခမ်းဇက် Rainier Davida ရဲ့ ground game မှာပိုတော့ကောင်းပါသေးတယ်အဲဒါကြောင့် Rainier Davida အနေနဲ့အေးစစ်စစ်နေတာပိုကောင်းမယ်ထင်ပါတယ် Rainier Davida နဲ့ခမ်းဇက် Shimaev တို့ပွဲဖြစ်လာမယ်ဆိုရင်တော့အများကြီးလိုပါသေးတယ် Ryan Davida ကလက်ရှိမှာ middleweight ranking နံပါတ်73ဖြစ်ပြီး Khamzat Chimaev ကနံပါတ်3ဖြစ်ပါလိမ့် အဲ့ဒါကြောင့်မလို့အစအများစွာကွာနေပါသေးတယ်။ Rainier Derrida နေနဲ့ ranking အရှိပိုင်းကိုရအောင်စူးစမ်းရအောင်ပါပါ။ Rainier Derrida နေနဲ့လာမဲ့ Bonica နဲ့ပွဲမှာနိုင်မွေးထမ်းမှပုံဖော်နိုင်ခဲ့မယ်ဆိုရင်တော့ Tottenham စီးဝင် Fighter တွေနဲ့ထိုးသက်ရဖို့ရှိနေပါတယ်။အဲဒီကနေမှတစ်ဆင့် top 5 fighter တွေနဲ့ထိုးသက်ရင်အဲ့လိုမျိုးနဲ့မှခမ်းဆက်ရှင်မာယက်နဲ့တကွေးကွေးမှတွေ့နိုင်ရည်ရှိပါတယ်။ပုံမှန်ဒီလိုမျိုးကြီးတော့တန်းပြီးတော့ Rainier Derrida နဲ့ခမ်းဆက်ရှင်မာယက်ပွဲကဖြစ်လာဖို့မရှိပါဘူး။ ခမ်းစရှိမရက်ကလည်းဒီထက်မှ right near derivative လို့ fighter မျိုးနဲ့ထိုးဖို့စိတ်ဝင်စားမှလည်းမဟုတ်ပါဘူးသူအနေနဲ့ middleweight တန်း champion ကပတ်ကြီးကိုသာရှူပြဖို့စိတ်အားထက်သန်နေတာတွေ့ရပါတယ်ဘလို့အခြေအနေတွေဆက်ဖြစ်လာမလဲဆိုတာတော့ဆက်လက်ဆောင်ကြည့်ကြရမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသင့် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရဲ့ပေါ်ရှင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။